အားလုံးပဲမင်္ဂလာပါခင်ဗျာကျမ်းမာပေးကင်းကြပါစေမြို့တစ္ဆာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရပ်ခံလိုပါတယ်ခင်ဗျာပြီးတော့ကျွန်တော်တို့ channel ကိုကြည့်တဲ့အခါကျေးဇူးပြုပြီး VPN ခံပြီးကြည့်ပေးဖို့ကိုလည်းမေတ္တာရပ်ခံပါရစေဟုတ်ကဲ့ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီပေါင်းမျိုးနယ်တောင်ပိုင်းမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်နောက်ပြီးတော့ညောင်ချေတော့မှာရခိုင်ယူမဘက်ကိုစစ်ကြောင်းထိုးမဲ့ ဒီပြည်သူစစ်နဲ့စစ်မှုထမ်းတပ်သားတဲ့50လောက်လက်နက်တွေနဲ့ထွက်ပြေးသွားပါတယ်။ပြီးတော့မိုးပြင်းမြို့မှာတိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်တပ်ကအထိနာရာကြောင့်လေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်နေပါတယ်။နောက်ပခုတ်ကူမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်တာမှာစစ်သားစေဦးသေးသုံးပြီးတော့20လောက်ဒဏ်ရာသွားပါတယ်။နောက်ပြီးတော့ဒီဖာပွန်ဒေတာကိုစုမိုးဖို့စစ်ကောင်စီတပ်ကအင်အားများပြားသုံးပြီးတော့ထိုးဖောက်နေပါတယ်။ ီရေတကြုံမြို့နေလန်ကင်းလုံကြုံရေးယူနေတဲ့စစ်တပ်ကိုမိုင်းဆွဲတာမှာဗိုလ်တဦးပါဝင်စစ်သား၃ဦးသေဆုံးသွားပါတယ်ခင်ဗျာပြီးတော့ရွှေဘူနယ်တောင်ချန်းကနှောပင်ရွာကိုစစ်တပ်ကမိရှုဒါမှတရွာလုံးမိလောင်ကျွမ်းနေတယ်လို့သိရပါတယ်ဒီသတင်းတွေကိုသူတိတက်ဆက်ပေးมาဖြစ်ပါတယ်ခင်ဗျာပထမအုံတဲ့အနေနဲ့ဒီပေါင်းမျိုးနယ်တောင်ပိုင်းကတိုက်ပွဲသတင်းနဲ့ဆက်တင်ကြပါရယ်မကွေးတိုင်းပေါင်းမျိုးနယ်တောင်ပိုင်းမှာစစ်ကြောင်းထုံးနေတဲ့စစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးတရင်ရင်မြစ်တွေကပြောကြပါရယ်တော်လရင်တပ်ဖွဲ့တွေစုမှုရာပေါင်းမျိုးနယ်ရဲ့တောင်ပယ်ချမ်းကိုစစ်ကောင်စီတပ်ကဒေသတွင်းပြည်သူစစ်တွေနဲ့ပေါင်းပြီးတော့အင်အား400ဝန်းကျင်နဲ့စစ်ကြောင်းထိုးနေတာဖြစ်ပါရယ်ဒီ9ရက်နေ့ကတနေ့ကုန်ပဲ6ရက်နေ့မနက်ကလည်းဆက်ပြီးစေအုပ်စုဘက်ကအသေးပြောက်များတယ်လို့စစ်ရေးတရင်ရင်မြစ်ကပေါ့တောင်ပိုင်းတိုက်ပွဲအခြေအနေပေါ်ကို ပြောပြပါရယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်တံကနေပြီးတော့လက်နက်ခရမ်းတွေတိတ်တိတ်ရမိတာရှိတယ်လို့လည်း ပေါ့စစ်ပြူပူပေါင်းစစ်ကြောင်းရဲ့တပ်ဖွဲ့ဝင်တို့ကလည်းဆိုပါတယ်ခင်ဗျာဒါပေမဲ့တိုက်ပွဲတွေဆက်ဖြစ်နေတာနဲ့စစ်ကောင်စီတပ်စစ်ကြောင်းအခြေအနေတွေကြောင့်ဖြစ်စဉ်အသေးစိတ်ကိုမပြောနိုင်သေးဘူးလို့လည်း၎င်းကပြောပါတယ်စေဖြူအခြေဆိုင်မှ22ကာကွယ်ပစ္စည်းဆက်ယုံကပ္ပစ22ကနေပြီးတော့တမကိုကိုလက်ရောက်ခံတက်ရင်3ရင်းက အောက်တိုဘာ29ရက်ကစပြီးတော့ပောက်တောင်ပဲချမ်းကိုစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။တက်ရင်3ရင်းပူပေါင်းထားတဲ့စစ်ကြောင်းကိုအောက်တိုဘာ31ရက်ကစတင်တိုက်ခိုက်ခဲ့ပြီးတော့ စစ်ကောင်စီတပ်သား3ဦးရုပ်လောင်းတဲ့လက်နက်ခဲယံချုပ်ကိုတင်စီရမိခဲ့ပါတယ်။ပြီးတော့ဒါပြင်ဒီအဲ့ဒီစစ်ကြောင်းကနေပဲနိုဝင်ဘာ10ရက်ကနေထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သား2ဦးကိုပေါင်းမျိုးနယ်ပကဖကလက်နက်တွေနဲ့တကွဖမ်းတီးရရှိထားပါတယ်။လက်ရှိစစ်ရေးရပေါ့စစ်ဖြူလမ်းပိုင်းကိုရဲအကန့်အသတ်မရှိပိတ်ပင်ထားတယ်လို့လည်းဒေါ်လိုင်းတပ်တွေကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ နောက်တဲ့ရင်တပုကတော့ဒီညောင်ချေတော့မှာရကိုင်းယုံမဘက်ကိုစစ်ကြောင်းထိုးဖို့သွားတဲ့ပြည်သူစစ်နဲ့စစ်မှုထမ်းတပ်သားတွေ90လောက်လက်နက်တွေနဲ့ဆွန့်ခွာထွက်ပြေးတယ်ဆိုတဲ့သတင်းကိုဆက်တင်ပြပါမယ်ဘကုတ်တိုင်းနောက်ချမ်းဗရောင်မြို့နယ်အုံရှိပင်မြို့ညောင်ချီတော်ကြေးရွာကနေတဆင့်ရခိုင်ယူမဘက်ကိုအကြမ်းဖက်စစ်တပ်နဲ့အတူစစ်ကြောင်းထိုးဖို့တွားရောက်တဲ့ပြည်သူစစ်နဲ့စစ်မှုထမ်းတပ်သားတွေ50လောက်ဟာလက်နက်တွေနဲ့တူထွက်ပြေးသွားတယ်လို့သိရပါဗျာ။ နိုဝင်ဘာ၄ရက်မှာရခိုင်ရုံးမမှာဒီဖြစ်ပွားနေတဲ့တိုက်ပွဲတွေကိုစစ်ကြောင်းထုတ်ဖို့သွားနေတဲ့အချိန်မှာထွက်ပြေးသွားတာဖြစ်ပြီးတော့သူတို့ကိုအကြမ်းဖက်စစ်သားတွေကအင်အားတုံးရှာဖွေနေတဲ့အကြောင်းဒေတာတွင်သတင်းရင်းမြစ်တွေကပြောပါရယ်စီရဲသတင်းအရင်းမြစ်မြို့သားတဦးပြောပြတာကဒီလ၄ရက်ကထွက်ပြေးသွားတာရခိုင်ရုံးမအဆက်အင်ဂျင်တောင်အထိစစ်ကြောင်းထုတ်မဲ့သူတို့အေအေးနဲ့နီးနေပြီးအစ်စ်ဆိုတော့ကြောက်ကြတယ်ပြေးကြတာပူတပြက်လိုက်ရှာနေတယ်လို့ကြားတယ်လို့ပြောပြပါရယ်ခင်ဗျာ အကြံပေးမြန်မာစစ်တပ်ရဲ့စစ်ကြောင်းကညောင်ချေတော့ကြေးရွာကနေပြီးတော့26မိုင်အကွာကိုစစ်ကြောင်းထိုးနေကြပြီးတော့ရခိုင်ရုံးမအထိတက်မယ်လို့သတင်းတွေကရှိနေတာမှာအဲ့ဒီလိုထွက်ပြေးကြတာဖြစ်နိုင်တဲ့အကြောင်းသုံးသပ်သူများရှိနေကြပါတယ်။အဲ့ဒီကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပဆာ16ရဲ့လုံခြုံရေးအတွက်တက်နီးနာကြေးရွာတွေကဒေသခံပြည်သူတွေကိုပေါ်တာဆွဲပြီးတော့ယူနီဖောင်းပေးဝတ်ကတိုက်ခိုင်းနေတယ်လို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။လက်ရှိအရကတက်တော်အေအေနဲ့ပူးပေါင်းတက်တွေဟာတိမ့်ပိုက်ထားတဲ့ ဒီဗရောင်းမြို့နယ်ရွှေပကံပကံကွဲကြေးရွာတောင်ဘက်က6ကီလိုမီတာအကွာမှာရှိတဲ့63လုံး point ကိုအနည်းရှိကာကင်းစကန်တစ်ခုကိုပြန်လည်သိမ့်ပိုက်နိုင်ဖို့အကြံဖက်စစ်တပ်ကကြိုးစားနေတယ်လို့သိရပါတယ်ခင်ဗျာနောက်ကရင်ပြည်ဘက်ကတိုက်ပွဲသတင်းကိုဆက်ကြင်ပါတယ်ကရင်ပြည်ရှမ်းကရင်နီစပ်မိုးပြဲမြို့အနီးမှာတိုက်ပွဲပြင်းထန်နေပြီးတော့စစ်တပ်ကအထိနာရာကြောင့်လေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အကြောင်းကရင်ဒေါ်လာရေးစီးရေးတရေးရေးမြက်ကပြောပြပါရတယ် မနေ့ကနိုဝင်ဘာလ9ရက်မနက်ပိုင်းမှာမိုးပြဲမြို့အပြင်ဘက်ကိုအကြမ်းဖက်ဆစ်တပ်နဲ့ဒီ PNO ပူးပေါင်းတပ်ဖွဲ့ကစစ်ကြောင်းထိုးလာတာကြောင့်မို့ကရင်နီတော်လိုင်းပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ရမှာတနေ့ကတိုက်ပွဲပြင်းထန်ခဲ့ပြီးတော့အကြမ်းဖက်စစ်သားတွေထိခိုက်ဒေဆုံးမှုများပြားတာကြောင့် Jet Fighter နဲ့နှစ်ကြိမ်တောင်ဘုံကျဲတိုက်ခိုက်ခဲ့တာပြစ်ကူပေးခဲ့တာလို့သိရပါတယ်ခင်ဗျာ။ စစ်ခွေးတွေဘယ်လောက်သေးလဲဆိုတော့အတိအကျမသိရဘူးထိခိုက်မှုကတော့များတယ်အဲ့ဒါကြောင့်မို့လို့လက်နေကြီးတွေနဲ့ပတ်ထုတယ်လေရင်နဲ့လဲလာကျဲတာထိတွေ့မှုကနေတိုင်းလဲရှိနေတာပဲတနအီကြာထိတွေ့မှုဖြစ်လိုက်နှစ်နာရီကြာထိတွေ့မှုဖြစ်လိုက်နဲ့နေတိုင်းဒီမှာဖြစ်နေတာဒါပေမဲ့ဒီမနေ့ကတော့စောစောစီစီကနေ့လယ်အထိထိတွေ့မှုရှိနေတာအထိနာသွားလို့ဒီညနေပိုင်းမှာလက်နေကြီးတွေရှောက်ပတ်ထုနေတယ်လေရင်နဲ့လဲနှစ်ခေါက်လာကျဲသွားတယ်လို့ကေနီတော်လိုင်းတရင်ရင်မြက်ကပြောပြတာဖြစ်ပါတယ်ခင်ဗျာ ရှမ်းကရင်နီနယ်စပ်မိုးပြဲမြို့လွိုက်ကော်ဒီမော့ဆူဖရူဆူနဲ့ဗော်လ်ကန်မြို့တို့မှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်ကစစ်မျက်နှာ၅ခုဖြန့်ပြီးတော့ PNO ပြည်သူစစ်တွေစစ်မှုထမ်းတပ်သားတွေကိုရှေ့တန်းကလူသားတိုင်းအဖြစ်အသုံးပြုပြီးတော့ထူးထစ်စင်တိုက်ခိုက်လျက်ရှိတာကြောင့်နေ့စဉ်တိုက်ပွဲတွေပြင်းထန်လျက်ရှိတယ်လို့သိရပါပါတယ်ခင်ဗျာ။နောက်ဘခုတ်ကူမြို့နယ်ကဒီတိုက်ပွဲသတင်းကိုဆက်ပြီးတင်ပြပါမယ်။ မကွေးတိုင်းပခုတ်ကူမြို့နယ်မြစ်ချေကျွန်းချောင်းဘက်ကိုဝင်ရောက်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်တာမှာစစ်သား၁၀ဦးသေဆုံးပြီးတော့၂၀လောက်ထိခိုက်ဒဏ်ရာရှိခဲ့တဲ့အကြောင်းဒေါင်းရင်သွေးပျောက်ကြားတပ်ဖွဲ့ကရဲဘော်တူကရန်ကုန်ခေတ်သစ်တရင်ဌာနကိုပြောဆိုထားတာပါအောက်တိုဘာ30ရက်နေ့ပကံညောင်ဦးဘက်ကနေပြီးတော့အေယော်ဝတီမြစ်နောက်ဖက်ကံပခုတ်ကူမြို့နယ်မြစ်ချေကျွန်းချောင်းဒေသ ကြီးရွာကိုဒီဆက်လေတွေနဲ့ကူးလာတဲ့အင်အား200လောက်ပါတဲ့တပ်မကူကူလျောက်ခံစစ်ကြောင်းကို ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကတိုက်ခိုက်တာမှာစစ်သား30ဦးသေဆုံးပြီးတော့20လောက်ထိခိုက်ဒဏ်ရာရှိခဲ့တဲ့အကြောင်းသိရပါတယ်ခင်ဗျာဒီအောက်တိုဘာ30ရက်နေ့စစ်ကြောင်းဆက်ထွက်တဲ့နေ့ကတိုက်ပွဲဖြစ်ကအဲ့ဒီစိတ်ခွာကြေးရွာနားမှာပဲဖြစ်ခဲ့တာသူတို့ဘက်က icon လာညိပြီးတော့သတင်းသိရတာသူတို့ဘက်ကဆယ်ယောက်တည်တယ်20လောက်တန်ရတယ်အင်အားက30လောက်ရှိတယ်200ကရှိပြီးထိုးလာပြီးတော့ နောက်ချံကအင်အားတရာနဲ့ပေါင်းထိုးတာလို့ဒေါရင်သေးပျောက်ကြားတပ်ဖွဲ့ကတော်လိုင်းရဲဘော်တူကပြောပြတာဖြစ်ပါတယ်။တိုက်ပွဲဖြစ်ပြီးတဲ့နောက်နယ်မြေရှင်းလင်းတဲ့အချိန်မှာကျန်းဖက်စစ်တပ်ကင်းမုံကပြစ်ခတ်တဲ့ကြီထိမှပြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲဘော်တူကြာဆုံးခဲ့ပါတယ်။အဲ့ဒီကျန်းဖက်စစ်တပ်စစ်ကြောင်းမှလက်ရှိမှာကျွန်းချောင်းတောင်ဘက်ရှိဓာမီဩဇာဆက်ယူမှတပ်ဆွဲထားပြီးတော့ကင်းမုံတွေလည်းချထားတယ်လို့သိရပါတယ်။ တိုက်ပွဲမှာရဲဘော်တွေအလုံးဘေးကင်းခဲ့တဲ့စစ်ကြောင်းကြီးလို့နယ်မြေရှင်းလေးရေလုတ်တဲ့အချိန်မှာစစ်ခွေးကင်းဘုံနဲ့တွေ့ပြီးတော့နယ်မြေပတ်ကဖရဲဘော်တယောက်ကြားခဲ့တယ်။ခေါင်းထိမှန်သွားတာအလောင်းတော်ပြန်ရခဲ့တယ်။အသက်ကတော့ပေးလိုက်ရတယ်။စစ်ကြောင်းကလည်းပြန်မဆုပ်သေးဘူး။သူတို့ကနယ်မြေရှိ တူးယူထားတာလို့တောင်းရင်တွေပြောကြားတပ်ဖွဲ့ကရဲဘော်တူကပြောတာဖြစ်ပါတယ်။ အဲ့ဒီအကြံဖက်စစ်ကြောင်းဟာနိုဝင်ဘာ၂ရက်နေ့မှာညောင်လာကြေးရွာထက်တန်းပြကျောင်းဆရာမတူကိုပြစ်ခတ်တပ်ဖြတ်ခဲ့တဲ့အပြင်မြို့သူကြေးရွာကပြည်သူနေအိမ်၅လုံးကိုလည်းမိရှုဖျက်ဆီးခဲ့တဲ့အကြောင်းအလတ်တူပေါက်တော့ကြေးရွာကျွန်းချောင်းလေးရွာတို့ကိုလည်းထပ်မံမိရှုဖျက်ဆီးခဲ့ပြီးတော့နေအိမ်ဘလောက်ဆုံးချုံးတာကိုသိရှိရတာမသိသေးဘူးလို့သိရပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့ဒီဖာပွန်ဒေတာကိုစုမှုဖို့စစ်ကောင်စီတပ်ကအင်အားများပြားတုံးနေတယ်လို့ဆိုပါတယ် ကရင်ပြည်နယ်ဖားပုံခရိုင်ကမမောင်းကတိုင်တိလမ်းပိုက်မှာစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးရမှာကရင်ယူတပ်မှငါပူပေါင်းတပ်တွေနဲ့နှစ်ရက်သက်တိုက်တိုက်ပွဲတွေပြစ်ထန်ခဲ့တယ်လို့တပ်မှငါပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးစောကလဲတို့ကပြောပါတယ်ခင်ဗျာဖားပုံခရိုင်ကမမောင်းမြို့အနီးဝါတူးကျေးရွာအခြေပြုအင်အားစုဖွဲ့ထားတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာနိုဝင်ဘာ6ရက်မှာကမမောင်းကနေပြီးတော့ကတိုင်တိလမ်းပိုက်ဝါဒူကြီးရွာကနေတဆင့်ဝါဒူတူးခိုကြီးရွာဘက်ကိုဥတီပြီးတော့တက်လာတာဖြစ်ပါတယ် အဲ့ဒီစစ်ကြောင်းနဲ့ KNU တပ်မငါပူးပေါင်းတပ်တွေကြားနိုဝင်ဘာ6ရက်နဲ့9ရက်တွေမှာတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့တယ်လို့ဗိုလ်မှူးကြီးစောကလေတိုကဆိုပါတယ်စစ်ကောင်စီတပ်ကအင်အားလုံးချင်းတုံးပြီးတော့လေကြောင်းပစ်ကူလက်နက်ကြီးပစ်ကူတုံးတာကြောင့်ပူးပေါင်းတပ်ဘက်ကအနေငယ်နောက်ဆုတ်ပေးလျက်တယ်လို့လည်းဗိုလ်မှူးကြီးစောကလေတိုကပြောပါတယ်သူတို့စစ်ကောင်စီတပ်အင်အားတော်တော်လေးများလာတဲ့ခါကျတော့ဒီဘက်ကနေပြီးတော့နည်းနည်းလေးတော့ဆုတ်ပေးလိုက်ရတယ်ဒါပေမဲ့တိတ်အဝေးကြီးတော့မဟုတ်ဘူးပေါ့နော်လို့သူကပြောပြပါတယ် စစ်ကောင်စီတပ်ဟာကမာမောင်းမျိုးကနေတစင်ကတိုင်တိကျေးရွာနဲ့ဖားပွန်ဗျူဟာဘက်ကိုစစ်ကူပေးပို့နိုင်ဖို့ကမာမောင်းကတိုင်တိဖားပွန်လမ်းပိုင်းတစ်လျှောက်ကိုပြန်လည်ဆူမှုထင်ချုံနိုင်ဖို့ကြိုးပမ်းနေတာဖြစ်ပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလကလေးကစပြီးတော့ဆင့်အားတွေဖြစ်တည်နေတာကကမောင်မောင်မြို့အနီးဝါဒူးကြီးရွာမှာခြေချတက်ဆွဲပါတယ်ဝါဒူးရွာဟာဖာပွန်မြို့နဲ့မိုင်90လောက်ဝေးပါတယ် စစ်ကောင်တီတပ်ဟာလက်လွတ်ထားရတဲ့ဖာပွန်မြို့ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့စစ်ရေးရည်မှန်းချက်ထားတာဖြစ်ပြီးတော့ဖာပွန်ဗျူဟာစီကိုစစ်ကူပို့နိုင်ရင်အဲ့ဒီဗျူဟာကနေဖာပွန်မြို့ကိုသိမ်းယူနိုင်ဖို့ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်မတ်လအတွင်းမှာဖာပွန်မြို့ကို KNU တပ်မှငါပူးပေါင်းတပ်ကနေပြီးတော့ထိန်းချုပ်နိုင်ခဲ့ပေမဲ့မြို့ရဲ့တောင်ဘက်မှာတော့ဖာပွန်စစ်ဗျူဟာကျန်ရှိနေပါတယ်။အဲ့ဒီ viewer ကိုပူပေါင်းတက်ကဝိုင်းရံပိတ်ဆို့ထားပါတယ်ခင်ဗျာ။နောက်ရေသူဂျိုဘက်ကတိုက်ပွဲသတင်းကိုပြန်ဆက်ချင်ပါတယ်ခင်ဗျာ။ မနေ့ကနိုဝင်ဘာ9ရက်မွန်းလွဲ2နာရီဝန်းကျင်အချိန်လောက်ကမကွေးတိုင်းရေစကြိုမြို့နယ်အခြေစိုက်ခလရ2562958တယင်းသုံးကူကပူပေါင်းပြီးတော့အင်အား90လောက်နဲ့ရေတကြိုမျိုးနဲ့တယင်းသုံးကူကြားမှာရှိတဲ့ပေကုန်းရွာရေတကားအနီးမှာလန်ကင်းယူနေတဲ့မိုင်းကွင်းအတွင်းဝင်ရောက်လာတဲ့စစ်သား၁၀ဦးကိုမိုင်းဆွဲတိုက်ခိုက်ရမှာနှစ်ပွင့်ပိုတဦးနဲ့တသား၂ဦးစုစုပေါင်း၃ဦးသေဆုံးပြီးတော့ဒီထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတဲ့အကြောင်းသိရပါတယ်ခင်ဗျာ မြို့အထွက်နဲ့တက်ကြားတဲ့ကိုကျွန်တော်တို့အမြဲတမ်းလုံနေကြတာဆိုတော့လမ်းကင်းမကြာခဏထွက်တယ်မြို့ပေါ်နဲ့တက်အကြီးကဲတယောက်ကကူးမယ်ဆိုရင်လမ်းကင်းယူနေကြရေးတကြိုးမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖတာဝန်ရှိသူကရန်ကုန်ကက်တဲ့တရင်ဌာနကိုပြောပါရတယ်အဲ့ဒီတိုက်ခိုက်မှုကိုရေစီကြို မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲဘော်တွေကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကထိကက်မရှိပြန်ပြီးတော့ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာ အဲ့ဒီလိုမိုင်းဆွဲတိုက်ခိုက်ခံပြီးတော့15မိနစ်လောက်ကြာတဲ့အခါမှာဒီအကြံဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့အနီးနားပတ်ဝန်းကျင်ကိုရန်တမ်းပစ်ခတ်တာပြည်သူနှစ်ဦးမစိုးရင်ရဒဏ်ရာရှိခဲ့တယ်လို့သိရပါတယ်ဒါပြင်မိုင်းဆွဲခံရတဲ့နေရာမှာရှိတဲ့ပြည်သူနေအိမ်၃လုံးကိုလည်းအချမ်းဖက်စစ်သားတွေကမိရှုဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်ခင်ဗျာ။နောက်လောင်းလုံမျိုးစက်ဖို့ပါတီယုံဖောက်ခွဲခံလိုက်ရပါတယ် ဒီနေ့နိုဝင်ဘာလ10ရက်နေ့မနေ့9နာရီလောက်ကတနင်္သာရီတိုင်းလောင်းလုံမြို့ကြက်ဖို့ပါတီရုံးမှာပောက်ကွဲတာနှစ်ချက်ထွက်ပေါ်လာပြတဲ့နောက်မှာမီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီလိုမီးလောင်မှုဖြစ်ပွားပြီးမဲ့လောင်းလုံရဲစခန်းမှာတပ်ဆွဲထားတဲ့စစ်သားတွေကလာရောက်မီးငိမ့်တာမရှိတာကြောင့်တရုံလုံးပြာကျသွားတယ်လို့သိရပါတယ်။အဲ့ဒီကြံဖို့ရုံပောက်ကွဲမှုအတွင်းမှာပြည်သူတွေထိခိုက်တာမရှိဘဲနဲ့ကြံဖက်စစ်တပ်ကလည်းတဆွဲထားတာမရှိတာကြောင့်ထိခိုက်မှုတုံတရာမရှိဘူးလို့သိရပါဗျာ လက်ရှိအချိန်မှာလောင်းလုံမြို့ရဲစခန်းကအကြံဖက်စစ်သားတွေဟာအင်အားအလုံးရင်းနဲ့ထွက်လာပြီးတော့ကြံဖို့ယုံနီနာမှာလှည့်လည်သွားလာနေကတပ်ပုံရိုက်တာတွေလှုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာမနေ့ကပောက်ကွဲတာနှစ်ချက်ကြမ်းလိုက်ရပြီးတော့မိကုတ်လုံးတွေထွက်လာတာကိုတွေ့လိုက်ရတယ်တော်တော်ကြာတော့လိုက်မေးကြည့်တော့ကြံဖို့ယုံမှာပောက်ကွဲပြီးမီးလောင်တာလို့သိရတယ်စစ်ကွေးတွေရဲစခန်းထဲမှာရှိတာပဲအဲ့ဒါကိုထွက်လာပြီးမီးမငြိမ်မှုသူတို့ဘာသာဖောက်ခွဲပြီးပြန်လုတာလားတော့မသိဘူး တယုံလုံးပြာကျသွားပြီးမှရဲစခန်းတွေကထွက်လာပြီးတပ်ဖို့ရိုက်တာတွေလုပ်နေတယ်လို့သိရတယ်လို့ဒီဒေသခံပြည်သူတို့ကပြောဆိုတာဖြစ်ပါတယ်ခင်ဗျာနောက်တရင်တဘုတ်ကတော့ရွှေဘူမြို့နယ်တောင်ချမ်းကရွာတရွာကိုစစ်တပ်ကမီးရှို့လိုက်ပါတယ်သခိုင်းတိုင်းရွှေဘူမြို့နယ်နှောပင်ရွာကိုစစ်တပ်ကဝေရောက်စီးနှင်းကမီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေဒီကနေ့သိရပါတယ်ခင်ဗျာ နိုဝင်ဘာ၈ရက်ဒီကနေ့မနက်၄နာရီလောက်မှာဝက်လက်မြို့နယ်ဆိုင်တိုင်၄ရွာကနေခွဲထွက်လာတဲ့စစ်ကြောင်းဟာနှောပင်ရွာကိုစီးနှင်းဝင်ရောက်ပြီးတော့မိရှုဖျက်ဆီးခဲ့တာလို့ဆိုပါတယ်။ PDF ရွာတွေဆိုပြီးမိရှုတာပြည်သူတွေကပြင်းနေတာအထိကိုက်တော့မရှိဘူးလို့လက်တလောသိရတယ်လို့ဒေသခံတို့ကပြောပါတယ်။စစ်ကောင်စီတပ်ကနှောပင်ရွာကိုနေရာသုံးခုခွဲပြီးမိရှုဖျက်ဆီးခဲ့တာကြောင့်ပျက်စီးဆုံးရှုံးမှုများနိုင်တယ်လို့ဒေသခံတွေကဆိုပါတယ်။အဲ့ဒီစစ်ကြောင်းကအင်အားခွဲပြီးတော့တနတ်ချောင်းရွာကိုလည်းဝင်ရောက် မှွေနောက်ခဲ့တယ်လို့လည်းသိရပါတယ်။နေ့လယ်ပိုင်းမှာစစ်ကြောင်းကမူးပေါင်အတိုင်းတက်ပြန်ဆုတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းကနိုဝင်ဘာလအတွင်းမှာပဲဝက်လက်မြို့နယ်အနောက်ချမ်းကမူကြီးခေါ်တော်တမာကုန်းဒရဦးထုံးပူရွာတော်ကုန်းရွာတွေနဲ့ရွှေဘူမြို့နယ်ဘုံဘွဲရွာတွေကနေအိမ်တွေကိုလည်းမိရှုဖျက်ဆီးခဲ့ပါသေးတယ်ခင်ဗျာနိုဝင်ဘာလ၈ရက်နေ့ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်တာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်